မျိုးတွေအားလုံးပဲမင်္ဂလာပါခင်ဗျာမျိုးတွေအားလုံးကျမ်းမာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာယနေ့တော့ကျွန်တော်စီမှာအခုတယောက် ATP ယောဂခံစားနေရလို့ဆင်းနေလေးရှိရင်ပေးပါဆိုလို့အဲကျွန်တော်ပျောက်ကြည့်ခြင်းနဲ့စေနာမြတ်တာဖြစ်ဆင်းနေလေးလျှာရောက်မျှဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော်ရှိမှာဆင်းနေတောင်းထားတဲ့အကူလဲကျွန်တော်ရဲ့ဆင်းနေမှာမဟုတ်ပါဘူးတခြားဆရာဆရာကြီးတော့တမားတော်ယူများရဲ့ဆင်းနေနဲ့လဲအမြန်ဆုံးတက်တာပျောက်ပြီးမှစီလို့ဒီနယ်လေးကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ဒီကိုအတွက်မဟုတ်ပါဘူးเนาะ တခြားဖြစ်နေတော့သူများအတွက်ရောအားလုံးအတွက်ရောကျွန်တော်ရည်ရွယ်ပြီးတော့ပျောက်စေခြင်းနဲ့စေစားမေတ္တာဖြင့်အလိုက်ရောက်မြှောက်ဝေပေးခြင်းဖြစ်ပါတယ်ကျွန်တော် TV ရောဂါခံစားနေရတဲ့အမျိုးတွေအတွက်ဆိုရင်တော့ကျွန်တော်တို့မျိုးတွေတော်တော်များများတွေ့သိသိကြမှာပါနော်လောက်တီရွက် လောက်တီရွက်ကိုကျွန်တော်တို့ကခူးလိုက်နော်သူရောက်ခူးခူးပြန်ရေးစင်အောင်ဆေးဆေးပြီးဝိုင်းရင်ကျွန်တော်တို့ကပြုတ်ပြီးထားလိုက်ပါတော့ကျွန်တော်တို့ကငခြင်းဖန်ကွက်နဲ့အဲလောက်တူရကျွန်တော်တို့အဲ ခူးလိုက်ပေါ့နော်များများလေးတော့ခူးလိုက်နော်ကိုပမာဏပေါ့နော်တစ်ခါတောင်းမဲ့ပမာဏပေါ့အဲကျွန်တော်တို့ကလောက်သူရကျွန်တော်ခူးလိုက်ခူးလိုက်ပြီးတော့ထားလိုက်ပါတော့အဲ15ရွယ်အယောက်20ပေါ့ကျွန်တော်လောက်သူရကျွန်တော်ခူးလိုက်တယ်ခူးပြီးတော့ရေစင်အောင်ဆေးမယ်ဆေးပြီးဝိုင်းရင်ကျွန်တော်တို့ကနှကျင်းဖန်ကွက်နဲ့ရေ3ခွက်ထည့်မယ်ဆိုရင်နှစ်ခွက်လောက်ကြံအောင် ပြုတ်ပြီးနော်နှကျင်းဖန်ကွက်နဲ့ရေ3ခွက်ထည့်တယ်နှစ်ခွက်လောက်ကြံအောင်ပြုတ်လိုက် ပြုတ်ပြီးသွားပြီဆိုရင်သူ့ရဲ့အရှိကိုကျွန်တော်တို့ကတနည်းကို ဒါကျွန်တော်သဘောဖြစ်ပြောပြတာเนาะအမျိုးတွေနားလဲလွယ်အောင်လို့ကျွန်တော်ပြောပြတာကျွန်တော်ကတနေ့ကြီးကဘယ်နှခွက်လောက်တောက်လဲပေါ့เนาะထားလိုက်ပေါ့ကြီး9ချိန်လောက်ကျွန်တော်ကတောက်လဲဆိုရင်သူ့ဟာရေအစားရေ9ချိန်တောက်လဲဆိုသူ့ဟာအနည်းဆုံး3ချိန်လောက်ရေအစားတောက်ပြီဖြစ်နိုင်တော့တောက်နိုင်မယ်ဆိုရင်တော့ရေအစားသူ့ကိုတောက်ပြီးမယ်ဆိုရင်တော့အဲတကယ်ဘုံမှာအမြန်ဆုံးနဲ့အထီရောက်ပြီးအမြန်ဆုံးတတ်တာပြောက်ပြီးနေပေါ့เนาะအဲတကယ်လုံးမှာကိုကလည်းရေတောက်ရမှအာစာပြည်တယ်ဆိုရင်တော့ ေရေရတနေ့ဟိုက9ချိန်လောက်တောက်တယ်ဆိုရင်သူ့ကိုတနေ့ကို3ချိန်လောက်တောက်ပြီအဲ့ဒါဆိုတော့အဲဒီဗီယောပေါ့ခန်းသားနေရဒုနရှင်မျိုးတွေအားလုံးအမြန်ဆုံးတက်တာပြောက်ပြေးမှာပါဆိုတဲ့ကြောင့်ဒီနယ်လေးကကျွန်တော်ပြောပြချင်ပါတယ်အမြန်ဆုံးလဲတက်တာပြောက်ပြေးမှာစီလို့အဆုလဲဆုတောင်းပေးတယ်ဗောနော်ကျွန်တော်ထပ်ပြီးတော့ပြောပြပြီးပါမယ်လောက်သေးရက်ကိုထားလိုက်ပါတော့အရက်20ဒေါ်လာကောင်းမှအရက်30ဒေါ်လာကောင်းမှကျွန်တော်တို့ကခူးလိုက်မယ်အခုပြန်ရေးစင်အောင်ဆေးလိုက်နော်အဲ CBY ရင် ငချင်းဖန်ခွက်နဲ့ရေ3ခွက်စာကျွန်တော်တို့ကထည့်လိုက်မှာဆိုရင်2ခွက်ကြအောင်ကျွန်တော်တို့ကပြုတ်เนาะသူ့ရေနှစ်ခွက်ကြအောင်ကျွန်တော်ပြုတ်ပြုတ်လို့ပြီးသွားပြီဆိုရင်ကျွန်တော်ထုနာပြုတ်လို့ပဲကိုကတနေ့ရေ9ခွက်လောက်တောက်မဲ့နေရာမှာကျွန်တော်တို့ကဒီလောက်သူ့ရဲ့အရေကို3ခွက်တောက်ပြီးရေဝါ2ခွက်လောက်တောက်ပေါ့အဲ့လိုလေးတောက်ပြီးဘာဖြစ်လဲတချို့ကအမျိုးကြီးကပြောမှာကျွန်တော်တနေ့ကိုဘယ်နဲ့ဂျင်းလောက်တောက်အောင်ပါလဲတနေ့ကိုဘယ်လောက်လောက်တောက်အောင်ပါလဲဆိုတာမင်းနေကြမယ်အဲ့တော့ ိုကရေကိုတနေ့၅ခွက်လောက်တောက်မယ်ဆိုရင်လောက်တူရေကို၃ခွက်လောက်တောက်ပြီးရေကို၂ခွက်လောက်တောက်ရေကိုရှော့လိုက်တာပေါ့နော်လောက်တူရေများများတောက်ပြီးလိုက်တယ်ပေါ့အဲလိုမျိုးလေးကျွန်တော်ကဖြစ်နိုင်တော့ရေစားတဲ့အချိန်ရေစားရေစားနေတဲ့အချိန်မှာလောက်တူရေရေကိုတောက်ပြီးမယ်ဆိုရင်အမြန်ဆုံးတက်တာပျောက်ကင်းတယ်ပေါ့နော်ဒါကတော့အမျိုးတွေရဲ့သဘောပါလို့ပေါ့နော်တချို့အမျိုးတွေနားမရှိမှကြောက်လို့ကျွန်တော်ကပြောပြရေးပြီးပြောပြပေးခြင်းဖြစ်တယ်ပေါ့နော်အဲ့မျိုးတွေအားလုံးပဲเนาะအကိုကျွန်တော်ရဲ့စင်းကြီးလေးမှမဟုတ်တခြားဆက်ဆက်စင်းကြီးများလဲ ကိုမဖြစ်ကိုကတော့မဖြစ်ပြီမယ်ဒါပေမဲ့စေတာပါအရှယ်တာပါဘာဖြစ်လို့ဆိုတော့ကိုမဖြစ်တော့မှအဲကိုပြင်းတော့မှဖြစ်ပဲကိုပြင်းတော့မှဖြစ်ဖြစ်ကိုရရရကျူးရမှာဖြစ်ဖြစ်အဲသူတို့ဖြစ်ခဲ့တဲ့အလွယ်တကူဒီစင်းဒီတိုင်းပြပြီးတော့အဲသူတို့တတ်တာပြောက်ပြင်းသွားဆိုရင်အမျိုးတွေလည်းကုတူရတော့ကျွန်တော်လည်းကုတူရမျက်ဝေပေးတဲ့သူလည်းကုတူရတော့ပြောပြပေးတဲ့သူလည်းကုတူရပါတော့နော်အတူမြတ်တာတူစေတနာပါတော့အဲအဲ့ဒါကိုပြောကြည့်ဖြစ်ပါတယ်နော် ကျွန်တော်ရေနောက်လာမယ့်ဗီဒီယိုမှာလည်းကျွန်တော်ဘယ်လိုဆွေးဆောင်ဖို့မျိုးအောင်အမျိုးတွေရှိဘူးဆောင်လာပြီးအောင်လဲဆိုတော့လည်းကျွန်တော်ရေပြီလေးဆောင်မယ့် tissue ပေးပါအောင်လို့အဲဒီနေ့လည်းကျွန်တော်တောင်းဆိုချင်ပါတယ်အနာမျိုးကိုတဲ့၆ပါးရောဂါခံစားနေရတဲ့ဝန်ထမ်းမျိုးတွေအားလုံးလည်းအနာနဲ့ဆင်းနေတွေ့ပါစေဆရာကောင်းသားမကောင်းနဲ့တွေ့ပါစေနော်သူတော်ကောင်းသူတော်များရဲ့ဆောင်ဆောက်ရှောက်မှုဆုံးမမှုရရှိပါစေနော်ကိုချစ်ခင်ရတဲ့မိသားစုနဲ့အတူ အသက်တရာတိုင်းမကအသက်နေရာတိုင်းအေးချမ်းပြောရှင်တော့ဘောကီလန်ကိုငင်းချမ်းစွာအေးချမ်းစွာပြောရှင်တာဖြတ်တန်းနိုင်ကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်မျိုးတွေအားလုံးပဲကျန်းမာချမ်းသာပါစေအနာမျိုးကုသ6ပါးရောက်ဝကင်းဝေးပါစေကက်ကြီးသုံးပါးမှလည်းကြော်လန့်နိုင်ပါစေလို့ကျွန်တော်ထပ်ပြီးတော့ဆုမွန်ကောင်းတောင်းပေးပါတယ်ခင်ဗျာ